မင်္ဂလာပါရှင်မန္တလေးခေတ်တစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတွင်ပညာရေးနှင့်အလုပ်ကိုင်အကျက်တဲပုံမှန်နဲ့ဆိုင်လာသောကြောင့်လူငယ်များ၏အနာဂတ်ရပ်တန့်ခံနေရဟုကုလသမဂ္ဂ UNDP ကသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံတွင်ပညာရေးနှင့်အလုပ်ကိုင်အကျက်တဲပုံမှန်နဲ့ဆိုင်လာသောကြောင့်လူငယ်များ၏အနာဂတ်ရပ်တန့်နေရဟုကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကသတိပေးလိုက်ပါတယ် မြန်မာနိုင်ငံတွင်ပညာသင်ကြားမှုများပြတ်တောက်ခြင်းအလုပ်အကိုင်ခွင်လန်းများနေပါလာခြင်းနှင့်အသက်မိုးဝမ်းကြောင်းမှုများထိရှားလွေ့လာခြင်းတို့ကြောင့်လူငယ်မျိုးဆက်များအထူးသဖြင့်အမျိုးသမီးငယ်များသည်ဘေးဖယ်ခံထားရသည့်အခြေအနေတို့တွန်းပို့ခံရပြီးမြန်မာနိုင်ငံ၏လူဦးရေဆိုင်ရာအကျိုးမြတ်များဆုံးရှုံးလို့နေပါဖြစ်နေကြောင်းသိရပါသည်ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ကထုတ်ပြန်လိုက်သောအစီရင်ခံစာအသစ်တွင်မြန်မာနိုင်ငံလူဦးရေဤ၃ပုံ၃ပုံကျော်ဖြစ်သောလူငယ်များသည်မကြုံစက်ဘူးသော မရေမရာသည့်အခြေအနေများရင်ဆိုင်နေကြောင်းကိုမိမောင်းထုတ်ပြထားပါသည်နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းလာမှုနှင့်လူမှုဘဝဆိုင်ရာပြဿနာများကြားတွင်လူငယ်များ၏ပညာရေးနှင့်ဝင်ငွေရရှိမှုလမ်းကြောင်းများသည်ဆိုးရွားစွာရှုံ့ရင်းလာခဲ့ပြီးမြန်မာလူငယ်များကိုအနာဂတ်ရက်တန့်ခံအခြေအနေတို့ရောက်ရှိစေကာ၎င်းတို့၏ကိုယ်ပိုင်စွမ်းရည်များကိုအကောင့်ထဲမပေါ်နိုင်ဖြစ်စေခဲ့ကြောင်းအစင်းမြင့်ပညာအောင်မြင်ထားသူများသည်ပင် အလောက်ကင်များရှာဖွေရန်ယုံကန်နေကြရပြီးအထူးသဖြင့်အမျိုးသမီးငယ်များတွင်ပုံမဖြစ်ပေါ်နေသည့်ကိုတွေ့ရကြောင်းဤအခြေအနေသည်ပညာရေးဆိုင်ရာဘွဲ့လက်မှတ်များနှင့်ရရှိနိုင်သောအလောက်ကင်ခွင့်လန်းများအကြားချိန်ဆမှုကင်းမဲ့နေမှုကိုထင်ရှားစွာဖော်ပြလျက်ရှိကြောင်း UNDP ကပြောဆိုပါသည်ယခုတွေ့ရှိချက်များအားနိုင်ငံလုံးဆိုင်ရာမြန်မာလူငယ်သဘောထားစစ်တမ်း2024မြန်မာ youth survey 2024မှာရရှိသည့်အချက်အလက်များကိုကောင်းလုံထားပြီးတွေးဆောင်မေးမြန်းမှုများနှင့်အုပ်စုခွဲဆွေးနွေးမှုများဖြင့်ဖြည့်ဆွတ်ထားကြောင်း အနာဂတ်ရက်တန့်ခံမျိုးဆက်သည့်မြမလူငယ်များ၏အလုံအကိုင်းနှင့်ပညာရေးအခြေအနေအမည်ရှိအစီရင်ခံစာမှာမြမလူငယ်များအပေါ်ကြာရှည်သောပြိပခာ၏တက်ရောက်မှုများကိုစောင့်ကြည့်လေ့လာနေသည့်အာရှဖက်စီပိတ်ဒေသဆိုင်ရာ UNDP ၏လူငယ်စီတီမှဒုတိယမြောက်အစီရင်ခံစာဖြစ်ကြောင်းသိရပါသည်။ရှေးလက်နေလူငယ်များသည်မျိုးပြလူငယ်များနှင့်နှိုင်းယှဉ်ပါကအတံမိုးဝမ်းကြောင်းဆိုင်ရာအလုံများနှင့်ပညာရေးကိုလက်လန်းမိမှုနေပါခြင်းတို့ကြောင့်နိနာဆုံးရှုံးလျက်ရှိပြီးဒေသအလိုက်မညီမျှမှုများကိုပုံမနှဆိုင်စေကြောင်း မြန်မာနိုင်ငံတွင်ပညာရေးမှအလုတ်အကိုင်းသို့ကူးပြောင်းသည့်လမ်းကြောင်းများရပ်တန့်နေခြင်းသည်စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတစ်ခုတည်းသာမကယူဆက်တစ်ခုလုံးကိုချိန်ချောင်းနေသည့်အချက်ပေးခေါင်းလောင်းလည်းဖြစ်သည်ဟု UNDP ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာဦးဆောင်ညွှန်ကြားရေးမှူးကန်နီဝိုင်းရာဂျာကပြောကြားပါတယ်။ပညာသင်ကြားမှုပြတ်တောက်ခြင်းကောင်းမွန်သောအလုပ်များပျောက်ကွယ်လာခြင်းနှင့်မလုံခြုံမှုများပုံမှုမြင့်တက်လာခြင်းတို့အပြင်ကြားမှအခြေပြုသောကွာဟမှုများနှင့်လူမှုရေးဆိုင်ရာဒါစီတွေရဲ့ PR တွေအောက်တွင် တန်းနှင့်ကြည်သောလူငယ်အမျိုးသမီးများနှင့်အမျိုးသားများသည်သူတို့ရဲ့ရည်မှန်းချက်များနှင့်စွမ်းရည်များပြိုလဲနေတာကိုမြင်တွေ့နေကြရသည်ဟု၎င်းကဆက်ပြောပါသည်အဓိကတွေ့ရှိချက်များမှာအလုတ်ကင်မှလူငယ်များစွာဖေချင်းခံထားရမှုအမြင့်မားဆုံးအဆင့်သို့ရောက်ရှိလာကြောင်းလူငယ်လေးပုံတစ်ပုံခံမှန်းထည့်လေးတန်းဒီပါမှာအလုတ်လက်မဲ့ဖြစ်နေပြီးခရားတွင်90ရာခိုင်နှုန်းကျော်နှင့်ရခိုင်တွင်40ရာခိုင်နှုန်းထက်ကျော်လွန်နေကြောင်းအလုတ်လုတ်ကင်နေသူလူငယ်အများစုသည်မိမိပိုင်လျှာလုပ်ငန်းများသို့မဟုတ်ယာယီနေစာအလုတ်များကဲ့သို့သော ပုံမှန်မဟုတ်သောအလို့သဘောခံနာများတွင်လောက်ကိုင်းနေကြပြီးဝင်ငွေထိခိုက်မှုများနှင့်စီးပွားရေးမတည်မငြိမ်ဖြစ်မှုများခံစားနေရကြောင်းသိရပါသည်။ပညာသင်ကြားမှုပြတ်တောက်ခြင်းများပုံမှန်များပြလာခြင်းအနေဖြင့်အသက်18 24နှစ်ကြာလူငယ်၄ဦးတွင်၃ဦးခန့်မှန်းချေလူငယ်၅တန်းကျော်သည်ပညာရေးသို့မဟုတ်သင်တန်းတစ်ခုခုတွင်တက်ရောက်ခြင်းမရှိတော့ကြောင်းထို့အရေးအတွက်သည်ခြေလက်ဒေသများတွင်၅ဦးလျင်၄ဦးနိဗ္ဗာန်အထိမြင့်တက်လာပြီးအထူးသဖြင့်တနင်္သာရီချင်းစကိုင်းနှင့်ခရင်တို့တွင်ပုံမှုဖြစ်ပေါ်နေကြောင်းသိရပါသည် ပညာရေးနှင့်အလောအကိုင်တွင်ကြားမှကွာခြားမှုကြောင့်အတားအဆီးများပုံမဖြစ်လာနေရာအမျိုးသားများ၏900ခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါကအမျိုးသမီးငယ်၄ပုံတပုံဤပါသည်အိမ်တွင်တာဝန်များကြောင့်ကြောင်းမှထွက်ခွာခဲ့ရကြောင်းအမျိုးသမီးများသည်အမျိုးသားများထက်ကျန်းမာ22ရာခိုင်နှုန်းလျှော့နေသောဝင်ငွေကိုသာရရှိကြကြောင်း တနင်္သာရီတွင်အလုံးမလုံသောအမျိုးသမီးများ၏သုံးပုံတပုံကျော်သည်၎င်းတို့၏အိမ်နောက်ဘက်ထံမှအလုံးရှာဖွေခြင်းမှသာစီခြင်းခံခဲ့ရကြောင်းသိရှိရပါသည်။လူငယ်များ၏အတံမိုးဝမ်းကြောင်းမှုများမှခိုင်မာမှုရှိတော့ကြောင်းလူငယ်၄ပုံတပုံသည်လုံခဲ့သည့်နှစ်နှစ်အတွင်းအလုံးထုတ်ခံရခြင်း၊လုံခြုံမှုမရှိခြင်းသို့မဟုတ်မိသားစုဖိအားများကြောင်း၎င်းတို့၏အတ ିକ ဝင်ငွေရလန်းကိုပြောင်းလဲခဲ့ရသည်ဟုဆိုပါသည်။ဤသည့်နေရာမှပါဝင်တော်သော NEET မျိုးဆက်ဖြစ်လာပြီးအနေရမြင့်တက်လာနေကြောင်း လူငယ်၅ဦးတွင်တဦးနီးပါးခံမှန်းခြေ၃တန်းနီးပါးသည်အလုပ်လုပ်ကြခြင်းပညာသင်ကြားခြင်းသင်တန်းတက်ရောက်ခြင်းတို့တွင်ပြည်သည့်နေရာ၌မျပါဝင်နေခြင်းမရှိသည့်အခြေအနေ NEET တွင်ရှိနေကြောင်းထို့သောသောအခြေအနေမျိုးကိုအမျိုးသမီးများ၏25ရာခိုင်နှုန်းကရင်ဆိုင်နေရပြီးပရိပခဒေသများဖြစ်သောကယားတွင်52ရာခိုင်နှုန်းနှင့်ရခိုင်တွင်32ရာခိုင်နှုန်းဖြင့်အမြင့်ဆုံးရှိနေကြောင်းသိရပါသည်အဆိုပါစိန်ခေါ်မှုများကြားမှပင် စစ်တမ်းအရမြန်မာလူငယ်များ၏ခံနိုင်ရည်နှင့်ရီမှန်းချက်များကိုမိမောင်းထုတ်ပြထားပြီးထက်ဝက်နီပါသည့်အတံမိုးဝမ်းကြောင်းပညာရပ်ဆိုင်ရာသင်တန်းများကိုဦးစားပေးလိုအပ်ချက်အဖြစ်ဖော်ပြခဲ့ကြကြောင်းလူငယ်အများပြားသည့်လိုအပ်ချက်ကြောင့်ကိုပိုင်လုပ်ငန်းများအသေးစားလုပ်ငန်းနှင့်အလို့သဘောစီးပွားရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်နေကြသည်ကိုလည်းခွေရသည်ဟုအစီရင်ခံစာကဆိုပါသည် အထက်ပါအချက်လက်များအပေါ်အခြေခံပြီးပြောင်းလဲပြင်လဲရှိသောတင်ယူမှုနှင့်အတက်မူဝန်ကြောင့်တင်နှံများကိုတိုးချက်ဆောင်ရွက်နိုင်ရန်အတွက်ဒေတာအလိုက်ဦးဆောင်မှုများအလင်းအမြန်ဆောင်ရွက်နိုင်ရေး UNDP မှတိုက်တွန်းထားပါသည်အထူးသဖြင့်ကျေးလက်နေနေရဲဆုံခွာရသူနှင့်အိမ်မှုကိစ္စများကိုစောင့်ကြည့်နေရသောလူငယ်များအတွက်ဦးစားပေးဆောင်ရွက်သင့်သည်ဤစွမ်းရည်များကိုစိုက်ပျိုးရင်ဒစ်ဂျစ်တယ်နှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍရှိအလောက်ကများနှင့်ချိန်ညှိရန်လည်းလိုအပ်ကြောင်း စိန်ခေါ်မှုများရှိနေတော့လေအမျိုးသမီးငယ်များ၏အလောက်အကန့်ဆိုင်ရာအတားအဆီးများကိုဖြည့်ရှင်းရမှလည်းအရေးကြီးပြီးအိမ်မှုကိစ္စဆောက်ရှောက်ရသောဝင်တော့ဝင်ပုံများကိုလျှော့ချပေးခြင်းမှအစာ တားမြစ်တီဒလီထုံးတမ်းများကိုဖြေလျှော့ပေးခြင်းနဲ့အမျိုးသမီးငယ်များပညာရေးနှင့်လုပ်ငန်းခွင်တွင်ဆက်လက်ရှိနေစေရန်အတွက်အားပေးခြင်းတို့ပါလှုံ့ဆော်ရန်လိုအပ်ပါကြောင်းလူငယ်များဥဆောင်သည့်စွန့်ဦးတီထွင်လုပ်ငန်းနှင့်အသေးစားစီးပွားရေးလုပ်ငန်းများကိုအထောက်ပံ့ပေးခြင်းများလည်းလိုအပ်ပြီး၎င်းသည်အထူးသဖြင့်ထိရွယ်ရှလွယ်နှင့်ပရိပခဒဏ်ခံရသောဒေသများအတွက်အသက်သွေးကြောလိုအပ်ချက်တစ်ခုပင်ဖြစ်ကြောင်း UNDP ကထောက်ပြပါသည် မြန်မာလူငယ်များအတွက်ရင်းနှီးမြှုပ်နှံခြင်းသည်နိုင်ငံ၏အနာဂတ်ခန္ဓာရေးရှိမှုနှင့်ပြည်လဲထူထောင်ရေးအတွက်မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်ဤကိစ္စသည်အလောက်ကိုင်းနှင့်ပညာရေးလိုအပ်ချက်များထက်ပုံမနှံဆိုင်ပြီး၎င်းသည်မျိုးဆက်တစ်ခုလုံး၏အနာဂတ်စွမ်းရည်များနှင့်အိမ်မက်များပင်ဖြစ်သည်ဟုဝိုင်းနရာချာကပြောဆိုပါသည်ဆလပီကျန်ဖို့တို့မင်းအောင်လိုက်စီလို့တီစစ်ဘုံကြောင့်များအတွက်ရွေးကောက်ပွဲဝင်မိခုံချငွေနဲ့မဲဆွယ်စီယုံရေးစီရင်များအပီးစီယူလာပါတီရေရစီမံခန့်ခွဲမှုကိစ္စမျာ ဟုကော်မတီဝင်အဆင့်ပင်ပေးမသိတော့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ကျန်းဖို့ပါတီတို့မရောက်လိုက်စေလို့ဒီစစ်ဗိုလ်ချုပ်ကြီးများအတွက်ရွေးကောက်ပွဲဝင်ပြီးကုန်ကြစေနှင့်မဲဆွယ်စည်းရုံးရေးစရိတ်များအပီစီယူဆောင်လာသည်ဟုသိရှိထားကြောင်းကြန့်ခိုင်ရေးပါတီတရင်ချင်းမြက်ကပြောဆိုပါတယ်စစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေသောမျိုးစောအောင်လင်းတွင်ညထုံဦးတင်အောင်ဆန်းနှင့်ဒုတိယဗိုလ်ချုပ်ကြီး6ဦးဖြစ်ကြသည့်စစ်တပ်ကောက်ွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်းဒုတိယဗိုလ်ချုပ်ကြီးကံမြန်တန်း OTS 66အမှတ်36အထူးအဖွဲ့မှ ဒူပိုချုပ်ကြီးတေစာကျော် DSA 28 MA 6စစ်စင်ရေးအထူးအဖွဲ့မှဒူပိုချုပ်ကြီးတပ်ပုံ DSA 29စီရေးချုပ်ဒူပိုချုပ်ကြီးဖုံမြန် OTS 83စစ်ရာဒုခန့်ချုပ်ဒူပိုချုပ်ကြီးလင်းအောင် DSA 26တက်မတော်စစ်စည်ရေးနဲ့စည်ရင်စစ်ချုပ်ကြီးရည်လေးဒူပိုချုပ်ကြီးစိုးတင်နိုင် DSA 31တို့အပါဝင်မင်းအောင်လိုက်ဈေးလုခဲ့သောစစ်တပ်အရာရှိများဌာနဆိုင်ရာအရာရှိများမှစံဖို့ပါတီမှတစဉ်ရွေးကောက်ပွဲဝင်ချမည်ဖြစ်ကြောင်း ထို့သောရွေးကောက်ပွဲဝင်ရာတွင်၎င်းတို့ရွေးကောက်ပွဲဝင်မည့်ကုန်ကြမ်းစိတ်များနှင့်မဲဆွယ်စည်းရုံးစည်းရိမ်များကိုပါကြပါရေးယူဆောင်လာပြီးကျန်းဖို့ပါတီကမြည်သည့်ကုန်ကြမ်းမှုမှာထပ်မံစိုက်စီရမလို့ကြောင်းသိရပါတယ်။တက်ကလာတဲ့ကိုစလေလောင်းတွေကမဲဆွယ်စည်းရုံးစည်းရိမ်ကစလို့ကိုစလေလောင်းစည်းရိမ်အကုန်လုံးတပါရေးယူလာတယ်လို့သိရတယ်။ပါတီဘက်ကဘာမှစိုက်ထုတ်စီရမလို့ဘူးလို့သိရတယ်။လူတွေရောငွေကြေးတွေရောတပါးရဲပါတာ။နောက်ပြီးသူတို့ရုံအဖွဲ့တွေနဲ့သူတို့လာကြတာ။ပါတီဘက်ကဘာမှစီစဉ်ပေးစီရမလို့ဘူး။ ဥပမာဆိုရင်ဗိုလ်ချုပ်ကြီးအောင်လင်းထွေးဆိုရင်ရွေးကောက်ပွဲဝင်ဖို့အတွက်သူ့ရဲ့ကိုရီးအရာရှိအဖွဲ့နဲ့ရုံးအဖွဲ့ကပါတီကိုလာပြီးကိုရီးအချင်းဖြည့်တာလိုအပ်တဲ့စာရွက်စာတမ်းလာတင်တာတွေလုပ်တယ်။သူတို့လူကြီးလာရင်ရုံးထိုင်မဲ့နေရာအခန့်ခါအစားပါတီဌာနချုပ်မှလာကြည့်ပြီးစီစဉ်တယ်ဟုကြန့်ခိုင်ရေးပါတီသတင်းရှင်းပြကပြောဆိုပါတယ်။လက်ရှိကြန့်ခိုင်ရေးပါတီတွင်အမတ်လောင်များရွေးချယ်မှုနှင့်ပတ်သက်၍လကောက်ရွေးကောက်ပွဲအပြီးဖြစ်ပေါ်လာနိုင်သောအခင်းအကျင်းများနှင့်ပတ်သက်ပြီး မင်းအောင်လိုင်ကပင်အဆတ်အအရာရာစီစဉ်ညွှန်ကြားနေပြီးပါတီဥက္ကဋ္ဌခင်ရင်ဗဟိုအလုံးမှုဆောင်နဲ့မင်းအောင်လိုင်တို့အကြားဓာတ်ရိုက်ညွှန်ကြားမှုခံယူလုံဆောင်နေကြောင်းသိရှိရပါတယ်။ပါတီကတက်ချုပ်ရဲ့ညွှန်ကြားမှုခံယူလုံနေတယ်လို့ဒီလိုပဲပြောလို့ရပါတယ်။ဗဟိုကော်မတီဝင်အဆင့်တောင်မှသိခွင့်မရှိတော့ဘူး။တချို့ကိစ္စတွေကဥက္ကဋ္ဌ CEC နဲ့တက်ချုပ်အကြားမှာဓာတ်ရိုက်လုံနေကြတာဟုစံခိုင်ရေးပါတီသတင်းရှင်းမြစ်ကပြောဆိုပါတယ်။ အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်အမိန့်ဖြင့်ကြက်ဖို့ပါတီတို့ဗိုလ်ချုပ်ကြီးအစင်မှအောက်ခြေအစင်အတီစစ်အရာရှိများရုံးအုပ်များနှင့်တက်ကြွကြီးစည်ရင်များပါမကြံစုစုပေါင်းအင်အား489ဦးပြောင်းရွှေ့လာကြောင်းသိရပါသည်ဆက်လက်ပြီးတာယောဒီထောင်မှလွတ်ရက်စစ်နိုင်ငံရေးအကျဉ်းသား9ဦးကိုစစ်တပ်ကပြန်မလို့ဖဲအမှုများတက်၍မတရားပြန်လည်ဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည် ပဲခူးတိုင်းတာယာဝတီအချင်းထောင်မှာလူရက်စီပြီးပြန်လည်လွတ်မြောက်လာသည့်နိုင်ငံရေးအချင်းသား၅ဦးကိုအကြံဖက်စစ်တပ်မှနောက်ထပ်အမှုများကတ်ကလွှဲပေးခြင်းမရှိဘဲပြန်လည်ဖမ်းဆီးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ဗဟုဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါတယ်အော်တိုဘာလာတရက်နေ့တွင်တာယာဝတီအချင်းထောင်မှနိုင်ငံရေးအချင်းသား16ဦးနှင့်အခြားအချင်းသား14ဦးစုစုပေါင်း30ဦးသည်လူရဲစေးသည့်ဖြင့်ပြန်လည်လွတ်မြောက်လာခဲ့တော်လဲ ချန်လေလွမြောက်လာသည့်နိုင်ငံရေးအကျဉ်းသား16ဦးအနက်နိုင်ငံရေးအကျဉ်းသား6ဦးကိုထောင်အဝင်ဝါ၌ပင်ရဲကားဖြင့်စစ်ကောင်စီလက်အောက်ခံပြည်ထရေးဌာနမှတာယာဝတီရဲစခန်းသို့ပြန်လည်ဖမ်းဆီးသွားခဲ့ကြောင်းကျန်လေဖန်စီခံခဲ့ရသည့်နိုင်ငံရေးအကျဉ်းသား၅ဦးအနက်နိုင်ငံရေးအကျဉ်းသား၁ဦးသာလွတ်မြောက်ခဲ့ပြီးကျန်နိုင်ငံရေးအကျဉ်းသား၅ဦးမှနောက်အမှုများဖြင့်ဖန်စီခံခဲ့ရပြီးတာယာဝတီအကျဉ်းထောင်သို့ပို့ဆောင်ကဖန်စီခံရရကြောင်း PPNM ထံမှသိရပါသည် လက်ရှိတာယာဝတီအကျဉ်းထောင်တွင်နောက်မှုများဖြင့်ပြန်လည်ဖန်ဆီးခံထားရသောနိုင်ငံရေးအကျဉ်းသား၅ဦးရှိခဲ့ပြီးကိုဆိုင်အောင်ငင်းကိုဂျယ်ရီကောင်းထိုင်ကိုတင်ဆိုးခေါ်နှက်ဆိုးနှင့်မတ်မီမြတ်သူတို့ကိုအတီးပြုတ်နိုင်ပြီဖြစ်ကြောင်း PPNM ကထုတ်ပြန်ထားပါသည်။အကျဉ်းထောင်ထဲမှမတရားသောအမိန့်တွေကိုကာလတကူအထိနေပြီးသားဖြစ်တဲ့အကျဉ်းသားတွေကိုအခုလိုမျိုးလက်လွတ်စပယ်ပြန်လည်ဖန်ဆီးကာထောင်ထဲထည့်တဲ့ကိစ္စကတော့လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါသည်။နိုင်ငံရေးအကျဉ်းသားတွေရဲ့အခွင့်အရေးလူသားတယောက်ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာသွားလာခွင့်ဆုံးရှုံးရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ဒါပြင်တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဆိုတာဟာမြန်မာပြည်သူလူထုလက်ခံထားပေမယ့်ကဘာကြီးကအခုချိန်အထိမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုမမြင်ရသေးဘူးဖြစ်ပါတယ်။လက်ရှိနိုင်ငံရေးအကျဉ်းသားတွေကိုပြည်လဲဖန်ဆီးတယ်ဆိုတဲ့အခြေအနေဟာစိုးဝါလွန်လာတဲ့တရားရေးစနစ်ကပေါင်းစစ်ကောင်စီရဲ့အလိုချဖြစ်နေသလိုနိုင်ငံရေးအကျဉ်းသားတွေရဲ့လွတ်လပ်စွာသွားလာခွင့်နဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေနိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ အခွင့်အရေးတွေညာစွာချိုးဖောက်ခံရရတယ်ဆိုတာကိုလက်တွေ့သက်သေပြနေတဲ့လောက်ရက်ပြီလို့ကျွန်တော်တို့ပြောကြင်ပါတယ်ခုခိုးတိုက်ထွန်းဥကသတင်းဌာနကိုပြောကြပါတယ်ထို့သောပုံမှန်ကပ်၍ပြန်လည်ဖန်ဆင်းမှုများများပြားလာပါကလောက်ရက်စီတော်မီနိုင်ငံရေးအကျဉ်းသားများအတွက်စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေနိုင်သည့်အပြင်အကျဉ်းထောင်ပြင်ပတွင်စောင့်မျှော်နေကြသည့်မိသားစုဝင်များအတွက်ပါပူပန်မှုများစွာဖြစ်ပေါ်စေမည်ဖြစ်ကြောင်းပြန်လည်ဖန်ဆင်းခံရသည့်နိုင်ငံရေးအကျဉ်းသားများကိုလက်ခုလက်ရှိတွင် အကြံဖတ်ပုံမှ52ဖြင့်ထပ်မံတရားစွဲရန်ပြင်ဆင်လျက်ရှိကြောင်း PPNN ကထုတ်ပြန်ထားပါသည်ကျွန်တော်တို့ကတော့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးကိုကဘာကြီးကတီထက်ပို့ပြီးအားစိုက်ကြဖို့အာယုံစိုက်ကြဖို့လိုအပ်တယ်အခုလိုမျိုးမတရားဖမ်းဆီးခံရတဲ့ကိစ္စတွေဟာလုံးဝမလုပ်သင့်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့ဒီလိုမျိုးလူတွေကိုအခုလိုမျိုးမတရားပုံမှတွေကတ်တဲ့ကိစ္စကိုပြင်းပြင်းထန်ထန်ရှုံချတယ်လို့ပြောကြပါတယ် နိုင်ငံရေးအကျဉ်းသားတွေလို့ပို့နိုင်ငံတကာကပို့ပြီးအာယုံစိုက်တောင်းဆိုဖို့လိုအပ်တယ်လို့လက်ရှိတော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်းတော်လှန်ရေးကိုပို့ပြီးမှအားစိုက်ပြီးမှတွန်းဖို့လိုအပ်ပါတယ်။ထောင်ထဲမှာ2000ကျော်သောနိုင်ငံရေးအကျဉ်းသားတွေထောင်တကားတွေပြွင့်မဲ့နေကိုစောင့်နေကြတာဖြစ်တယ်လို့သတင်းစကားပါချင်ပါတယ်ဟုကိုတိုက်ထွန်းဦးကပြောဆိုပါတယ်။